ဒါကတော့ဂျဘိုးရှိပြီးဒီလိုသွေးဆုပ်တဲ့အကောင်တွေကိုကမ္ဘာပေါ်ကလူတိုင်းကြီးပါမုန်တီးကြပါတယ်။ဂျိုးတွေထဲမှာပိုကြီးတဲ့အကောင်ကအမဖြစ်ပါတယ်။ရှင်နေတဲ့တင်မရှိပြီးပိုသေးတဲ့အကောင်တွေကအဖိုးဖြစ်ပါတယ်။ကျွန်တော်ဘာလို့ဒီလိုပြောနေလဲဆိုတာနောက်တော့သိလာပါလိမ့်မယ်။ဂျိုးတွေရဲ့မိလိုက်ခြင်းကအင်မတန်မှစိတ်ချစရာကောင်းပါတယ်။ဂျိုးအဖိုးတွေမှာတကယ်လင်းကမပါပါဘူး။ ဒါပေမဲ့သူတို့ရဲ့ဝမ်းမအဆုံးမှာရှင်ထက်တဲ့အဲ့နဲ့တူတဲ့အင်္ဂါတစ်ခုရှိပါတယ်။ဂျိုးတွေကရက်ပေါင်း40ဝန်းကျင်မှာမိလိုက်ဖို့စတင်ကြပါတယ်။မိလိုက်ဖို့အချိန်တန်တဲ့အခါအဖိုးကအမရဲ့ကြောကိုတတ်ပါတယ်။ပြီးတော့သူ့ရဲ့အဲ့နဲ့အမရဲ့ဝမ်းပိုက်ကိုထိုးပါတယ်။အမရဲ့ဝမ်းပိုက်ပေါက်သွားသည့်အထိဒီလုပ်ငန်းရှင်ကိုလုပ်ပါတယ်။ဖိုးရဲ့အဲ့ဟာအမရဲ့ဝမ်းပိုက်တဲ့ရောက်သွားတဲ့အခါပြဿနာတစ်ခုရှိပါတယ်။တော့ဘိုးတွေကခနာကိုယ်လေးရောက်သွားပေမဲ့တအိမ်လေးကိုမရောက်ပါဘူး။ဒါကြောင့်သူ့ကြောတဲ့ကိုရောက်သွားပါတယ်။ 노တိုက်တော်ဝါဒီတို့သူတို့မှာသွေးကြောမရှိပါဘူး။ဒါကြောင့်သွေးလွယ်ကောင်းမှုစနစ်ကိုဒီလိုလှောက်ဆောင်ပါတယ်။နောက်ဆုံးမှာသွေးတွေကတုပ်ပိုးကိုပန်းနိုင်စီတည်ဆောင်သွားပါလေ။အဖိုတွေကအရှာအဖိုနဲ့အမကိုမခွဲခြားနိုင်ပါဘူး။ ူတို့သိတာကတော့ပိုကြီးတဲ့အကောင်ကအမဆူတာပါပဲကဲတို့အဖိုးတကောင်ကသွေးတွေအများကြီးဆုတ်ထားရင်သူ့ရဲ့အရွယ်စားကကြီးလာပါတယ်ဖျက်သွားတဲ့အခြားဖိုးတကောင်ကသူ့ကိုအမလို့ထင်ပါတယ်ဒါကြောင့်အလင်းမြန်တက်ခွာလာပြီးဝမ်ပိုက်ကိုထိုးဖောက်လိုက်ပါတယ်ထိုးတဲ့ခံလိုက်ရတဲ့အကောင်ရဲ့ဝမ်ပိုက်ဟာပေါက်သွားပြီးအရင်က ဆုတ်ထားတဲ့သွေးတွေကအပြင်းကိုကျလာပါတယ်အရွယ်စားကလည်းမူလအတိုင်းပြင်ဖြစ်သွားပါတယ်ပြီးတော့သွေးတစ်စက်အတွက်ဒီလိုလုံးရလားလို့သူကပြောနေပါလိမ့်မယ်ရှာမာယုံသာအဖိုးချင်းမိန်းဆိုင်မှုတွေကိုတင်သိရင်ပြောပြခဲ့ပါ ပြောအမားတွေရောက်ဆက်ပြောပါမယ်။အမားတွေရရှိခဲ့တဲ့ဒဏ်ရာကရက်နှဲငယ်အတွင်းပျောက်ကင်းပါတယ်။မာယုတခုဖြစ်ပေါ်လာပြီးအရှားမှာကြိုးတဲ့အစွာတခုဖြစ်လာပါတယ်။ဒါကအရှားဝမ်းမိုက်စိတ်ပိုင်းထက်ပိုမာပါတယ်။ဒီမာယုကအရှားအဖို့တောင်ထပ်မံထိုးဖောက်လို့မရအောင်ကာကွယ်ပေးပါတယ်။သုံးရက်ကြာတဲ့အခါအမားကတနေ့ကိုဥလေးလုံးလောက်ဥချပါတယ်။ဒီလိုတစ်ချိန်မေးလိုက်ရှင်ကဥ300လောက်ဥချဖို့အတွက်လုံလောက်ပါတယ်။ဒါကြောင့်တင်ချိုးတကောင်တွေ့ရင်တင်းရဲ့အိပ်ယာမှာချိုးရာနဲ့ရှိပြီးရှိဖို့ခွင့်ရများပါတယ် ဇေနူရှိသူဖြစ်တဲ့အိမ်မြောင်ကြီးအကြောင်းနောက်ဗီဒီယိုမှာဆက်ပြောပါမယ်ကျွန်တော်ကောင်ဖော်လို့ပြီးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်